အားလုံးပဲမင်္ဂလာပါရှင်လေးမြင့်ချမ်းမြေမမော်မမမော်ဒီနေ့စီကားလေးရောက်နေတာစီကားကနေဝင်လာလိုက်မယ်ဆိုရင်ဒီလမ်းမကြီးတိုင်းဝင်လာလိုက်မယ်ဆိုရင်10မိနစ်กว่าဝေးမှာရှိနေရဲ့နေရာမှာရှိနေရဲ့အခုမြင်နေရတဲ့အင်္ဂလိပ်အင်္ဂလိပ်လဲလုံးလို့ရမယ်ဆိုင်ကန်းလဲလုံးလို့ရမယ်အဲဒါလက်မအိမ်မေးတင်ပေါ့နော်ဒီလိုနေရာမှာဆိုင်ကန်းလေးပဲဖြစ်ဖြစ်လုပ်မယ်အဲစီးပွားရေးလုပ်ချင်တယ်ဒါမှမဟုတ်လဲလူလဲနေမယ်ဆိုတဲ့တွေအတွက်အခုမြင်နေရတဲ့ဒါလေးနဲ့မိတ်ဆက်ပြီးပြပါစီ အဲဒီဘက်ရှင်းမှဆိုရင်ဒါကပကင်လည်းလုပ်လို့ရရမယ်ဆိုင်ကန်းနေနဲ့လည်းထားလို့ရမယ်ပေါ့နော်ဒါလေးကဒီအင်္ဂလိပ်ရဲ့ living room လေးပါရှင်ခြံလေးရဲ့အကျယ်ကိုရင်ပြောပေးမယ်ခြံလေးရဲ့အကျယ်ကပေ30ပတ်လည်ရှိတယ်အင်းရဲ့အကျယ်ကတော့26ပေ25ပေပတ်လည်ရှိပါတယ်ဈေးနှုန်းလေးက2900ညနိုင်ပါရှင်ဒါလေးပြပေးမယ်လား ဒါလေးကတော့အောက်ထပ်မှာရှိနေတဲ့ single ခန်းလေးဖြစ်ပါတယ် living room ကနေလာလိုက်မယ်ဆိုလို့ရှိရင်ပေါ့နော်ပြီးတော့အောက်မှာဆိုလို့ရှိရင်လည်းခြေပြားလေးတွေတုံပေးထားတယ်ရှင့်ဒါလေးက kitchen နဲ့ dining နေရာလေးပေါ့နော်ဒါလေးက kitchen နဲ့ dining နေရာလေးဖြစ်ပါတယ်ဒီဘက်ချမ်းမှာတော့ common toilet လေးပေါ့နော်ဒါ living room ကဒီဘက်ချမ်းမှာဆိုလို့ရှိရင်ဒါကဘာကင်နေရာနေထွက်လို့ရအောင်လို့ဆိုပြီးတော့မှ slide ထိုးလေးနဲ့တေချာလေးကပေးထားတယ်ဒါလေးကပေါ့တက်တက် ေါ်ဓာတ်ကိုတက်တဲ့လှေကားလေးပါရှင်ဒါကပကင်နေရာလေးနဲ့လုပ်လို့ရတယ်ပေါ့နော်ဒီကနေဒီဘက်ကိုဆက်တက်လာမယ်ဆိုလို့ရှိရင်တော့ဒါလေးကအပေါ်ဓာတ်ကိုဆက်တက်တဲ့နေရာလေးပါအပေါ်ဓာတ်ကိုတက်တဲ့နေရာလေးဆိုလို့ရှိရင်လည်းအမ်ကိုရီးယားရေစုကန်ပါကေးလေးတွေကိုသုံးမိထားပါတယ်ဒါလူနေလို့ရတယ်အပေါ်ဓာတ်မှာဆိုလို့ရှိရင်ဒါဒုတိယဧကန်လို့ပြောလို့ရတဲ့နေရာလေးပါတယ်ဒါက ဒီအင်္ဂလိပ်ရဲ့ master bedroom လေးဖြစ်ပါတယ်ရှင်ဒါမှ master bedroom ကအေးရဆိုလဲကျဲတယ်ဒါလေးကတော့ master bedroom ရဲ့ဒီဇိုင်းအင်နာလေးပါဒီဇိုင်းအင်နာလေးဆိုလို့ရှင်လဲကျဲပေါ့နော်ပါစာဘာရောရဲ့ဒီဘက်ချမ်းကနေထွက်လာလိုက်မယ်ဆိုလို့ရှိရင်တော့ဒါကဒီအင်္ဂလိပ်ရဲ့ single ခန်းလေးကိုရအောင်ပါရှင်။ ဒီ single ခန်းကနေဒီဘက်ကိုလာလိုက်မယ်ဆိုလို့ရှင်တော့ဒါလေးက shrun run လေးဖြစ်ပါတယ်ရှင်အမ်ပြီးတော့အပြင်ကိုပြန်ထွက်လို့ရတယ်ဒါဆိုလို့ရှင်ဝရန္တာလေးပါတယ်ပေါ့နော်အိမ်မက်နှစ်ချောက်လေးဖြစ်ပါတယ်အဲ့တော့ဒီလမ်းမမေးတင်မှာဖြစ်နေတယ်ဒီအင်္ဂလီအဲ့တော့ဒီအင်္ဂလီကိုစိတ်ဝင်စားရင် အသေးစိတ်အချက်အလက်လေးတွေကိုသိရှိလိုခဲ့ရဆိုလို့ရှိရင်မမွန်တို့ရဲ့လင်းမြေဖုန်းနံပါတ်39 40 60 999ခွန်ကိုဆက်သွယ်စုံစမ်းနိုင်လို့လင်းမြေ page မှာလည်းစုံစမ်းနိုင်ပါတယ်မမွန်ရဲ့ account မှာလည်းစုံစမ်းနိုင်ပါတယ်ရှင်ကြည့်ရှုပေးကြတဲ့အူတယောက်ချင်းစီတိုင်းကိုကျေးဇူးတူတင်ရှိပါတယ်ရှင်